အားလုံးပဲမင်္ဂလာပါကျွန်တော်ဂျိတ်တန်ရီရရပြန်လဲပြုစုပါတယ်ဒါကတော့ကျွန်တော်တို့မန္တလေးကြောက်ဝိုင်းနေရဂျိတ်တန်ရီဆိုင်ကမှာကျွန်တော်တို့ကြောက်ထိုင်ဝင်နေရဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ကတော့16သိန်းနဲ့တလော့တဲ့တယ်ပြီးလို့ရှိရင်6သိန်းနဲ့တလော့တဲ့တယ်22သိန်းပေါ့နော်အခုလေးပဲကျွန်တော်တို့ကငွေချေပြီးရဖြစ်ပါတယ် ဒီနေ့သတိရတာလေးကျွန်တော်ကျွန်တော်ရဲ့ online ဘဝရဲ့နာညီကောင်မောင်နှမတွေကိုမျှဝေစရာလေးရှိတော့ပါเนาะကျွန်တော်တို့ဒီကြောက်လုပ်ငန်းကိုကြောက်တော့ကြောက်တော့ကတည်းကဝင်လာတဲ့အခါမှာဒီကြောက်လုပ်ငန်းကိုလုပ်တဲ့အခါမှာပေါ့เนาะကျွန်တော်ဝင်ခဲ့တုန်းကကျတော့ရှေ့မှာညွန်ပြပေးတဲ့ဆရာသမားမရှိဘူး အတိရတော့အတိရတော့အစာပိုင်းမှာတော့အတိမရှိဘူးပေါ့ဗျာနောက်ပိုင်းတော့ကျွန်တော်တို့တယောက်စားနှစ်ယောက်စားတရားရမှာအတိလေးတော့ရှိလာတယ်တော့ပြင်မဲ့လည်းပဲကျွန်တော်တို့ကြောက်ဝိုင်းထဲမှာကြောက်လို့နေတဲ့လူတွေအကုန်လုံးကကြောက်ကတော့လောက်တတ်တယ်သူများကိုပြန်လဲတင်ပြဖို့ရန်အတွက်အချိန်မပေးနိုင်တာတွေလည်းရှိတယ်ပြီးလို့ရှိရင်အဲမရှင်းပြတတ်တာတွေလည်းရှိတယ်ပေါ့နော်ပြောချင်တာကတော့ကျွန်တော်တို့ကြောက်လုပ်ငန်းလုပ်တဲ့အခါမှာဒီကိုယ့်ဘာသာကိုယ်ပဲစူးစမ်းပြီးရုံးကန်ပြီးတော့မှ လောက်ရတဲ့အခါမှာအချိန်ကြီးကြာတယ်ဆိုတော့အကြောင်းလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်ကြောက်ဝိုင်းထဲမှာကျွန်တော်ပွဲစားဘွားနဲ့ကျွန်တော်6နှစ်ကျော်လောက်ကြာတယ်ပရမအုပ်ဆုံး3နှစ်လောက်ကတော့ကျွန်တော်ဘာမှအဲအကျိုးမြတ်မရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲလိမ့်ဖဲလိမ့်ဖဲလေးနဲ့ပဲကျွန်တော်ကျင်လည်ခဲ့ရတယ်ပေါ့ပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာကျွန်တော်အချိန်လေးကိုနှမျောတယ်ပေါ့ကွာနော်အချိန်လေးနှမျောတယ်အဲတကယ်လို့လားကျွန်တော်အရှိမလမ်းညွန်ပေးမဲ့ဆရာသမားရှိတယ်ဆိုလို့ရှိရင်တော့ အဲ့လောက်ထိကျွန်တော်မကြနိုင်ဘူးလို့ဒီလိုယူဆတယ်အဲ့တော့ကျွန်တော်ဟိုကနေ့ကတော့လည်းဘလော့လေးတစ်ခုတည်းမှာထည့်ပြောဘူးလေကျွန်တော်ငယ်ငယ်တုန်းကချက်ခဲ့ဘူးတယ်ပါဠိစာလေးတစ်ကြောင်းရှိအဲ့ဒါလေးကတော့ထုံပေလုံပေနာပစတိကတာနော်အဲ့တော့မှတ်ချင်တဲ့သူတွေအတွက်မှတ်လို့ရအောင်ကျွန်တော်နောက်တစ်ခေါက်ရွတ်ပြပါမယ်ထုံပေလုံပေနာပစတိ ထုံပေငပိကိုလုံပေလုံ၍ဟုတ်တည်ရှိတော့နပစတိမကြက်ဘူးတဲ့နော်အဲ့တော့ငပိကိုလုံပြီးတော့မဖုတ်လို့ရှိရင်မကြက်ဘူးတဲ့အဲ့တော့မြန်မာလိုကတော့ဆရာမပြငပိဖုတ်ပင်နီးမကြဆိုတဲ့စကားလေးရှိတယ်ပေါ့နော်အဲ့တော့ငပိတောင်မှရှေ့ရမှာဟာဒီလိုလေးပြပြီးတော့ရွေးဖုတ်မှရွေးလေးမြန်မြန်ကြက်တယ်လို့ဟိုလာနီးလန်းလေးပြမဲ့သူ ရှိဖို့လိုတယ်ဆိုသလိုကျွန်တော်တို့ဒီလိုမျိုးဟလာယရနာလုပ်ငန်းဆိုလို့ရှိရင်တော့ရှေ့မှာဆရာသမားလိုတာပေါ့ဗျာเนาะရှေ့ရဆရာသမားဒါကြောက်စီကြောက်သားဘယ်လိုရှိတယ်အသားတန်းဆင့်ဘယ်လောက်ရှိတယ်ဈေးတန်းနဲ့ဘယ်လောက်ရှိတယ်လို့အဲရှင်းပြတဲ့အခါမှာတော့ကိုယ်အနေနဲ့ကျွန်တော်တို့ရှေ့မှာ3နှစ်လောက်ရှင်းလေရတဲ့ဟာကိုယ်အနေနဲ့6လ10နှစ်လောက်ဆိုရင်တော်တော်လေးကိုရှေ့ရောက်နေတာပေါ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဒီယရနာလုပ်ငန်းကကျွန်တော်တို့ဒီကြိုက်ရောင်းကြိုက်ဝယ်ပေါ့နော်ဒီကြောက်စင်းကကြတော့ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်တဲ့ကြောင့်မို့လို့တစ်ခါလေကြိုက်လို့ရှိရင်ကွာ ဈေးတွေအများကြီးကျွန်မိတာတွေရှိတယ်ကျွန်ပြီးတော့မှပေးမိတာဥပမာ9သိန်းလောက်တန်တဲ့ကြောက်ကိုကျွန်တော်တို့က20လောက်ပေးမိတာတွေရှိတယ်အဲ့တော့အဲ့မှာဈေးကညွန်ပြပေးမဲ့သူမရှိလို့ရှိရင်ကျွန်တော်တို့ဟိုဈေးကျွန်သွားတဲ့အရာတွေကလိုက်ပြီးတော့မှမှတ်မိတော့ပေါ့အဲ့တော့ဆုံးရှုံးမှုတွေများတာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဆုံးရှုံးမှုတွေမများအောင်ပြီးလို့ရှိရင်အချိန်ကြီးတော်တော်လေးအတွင်းမှာကျွန်တော်တို့နိုင်ငံတော်တစ်ခုပေါ်ရောက်အောင်ကျွန်တော်တို့ဒိတ်တန်ရာတွေရရမှာ ကျွန်တော်တို့ share room တွေလုပ်နေတာဖြစ်ပါတယ် live ကလည်း share room လုပ်တယ်လို့ကျွန်တော်တို့အဲတင်နန်းဖွင့်ပြီးတော့လည်းတင်နန်းမှာလည်းပဲကျွန်တော်အသေးစိတ်တင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီအခုဒီရပိုင်းကတော့ကျွန်တော်တို့တင်နန်းသားတော့လက်မခံသေးဘူးပေါ့နော်တင်နန်းသားတွေကတော့ဒါပြည့်ညံမလို့ဒါပေမဲ့ကျွန်တော်တို့73ရက်နေပေါ့နော် seller ဘိုင်း73ရက်နေဆိုလို့ရှိရင်တော့နောက်ထပ်အတန်းတစ်တစ်ခုခေါ်မှာဖြစ်တယ်ပေါ့နော် seller ဘိုင်း6ရက်နေဆိုလို့ရှိရင်ကျွန်တော်တို့အဲတင်နန်းကိုလာပြီးတော့မှအဲ့လိုရရယ်နော်တင်နာမှာပါလေတင်နာလဲဆိုတော့ကျွန်တော်တို့ကကြောက်ကြောင်းတီယိုတွေတင်တယ်ကြောက်ကြောက်စီကြောက်သားကြောက်ကြည့်တွေတင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖြတ် တ်တာတွေတင်တယ်သွေးတာလေးလည်းတင်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အခင်းဝိုင်းပတ်တာတွေတင်တယ်အရောင်ပိုင်းပွဲစားနောက်လိုက်ပြီးလည်းကျွန်တော်တို့တင်ပေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကြောက်လောက်ကြီးတွေကိုအချင်းတူအတွင်းကျင်နေကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျေးရံရည်ကိုဆက်သွယ်ပြီးတော့မှအဲတင်နှန်းလာတက်လို့ရတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ် လိုင်းမွာတချို့ကလိုင်းမွာရောမှာတင်တဲ့အချင်းရတယ်ပေါ့နော်လိုင်းမွာရောမှာတင်တဲ့ map ပါနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအကောင့်အတုတွေအများကြီးရှိတယ်အဲ CV ချက်ပေါက်တွေရောမှာလာပြီးတော့မှကျွန်တော်တို့အငွေလိမ်တာတွေရှိတယ်တင်တန်းကြီးလွှဲခိုင်းတာတွေရှိတယ်ကြောက်ရောင်းတာတွေရှိတယ်ကျွန်တော်တို့လိုင်းမွာရောမှာကျွန်တော်တို့ငွေလွှဲရတယ်ပါလေလုံးဝမလုပ်ဘူးဆိုတဲ့အကြောင်းတွေလည်း ပြောချင်ပါတယ်။ကြောက်ကိုစိတ်ဝင်စားရဲဆိုလို့ချင်းတော့လူကိုယ်တိုင်တင်တဲ့ကြောင်လာပြီးတော့မှကျွန်တော်တို့စုံစမ်းမင်းမြန်းပြီးတော့မှပဲအပြင်မှာပဲတင်တဲ့အပါလို့ပဲပြောချင်ပါတယ်။ဒီဘလော့လေးကိုအစားဆုံးလိုက်ပါကြည့်ကြည့်အားဖိကြတဲ့ကြောက်ကြည့်ကြည့်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဂျိတ်တန်ရာဒီဘလော့တွေမှာပြန်လည်တွေ့ကြပါလို့အားလုံးပဲသက်သာပါ